ဒီနေ့ CN can ဆိုတဲ့အသုံးလေးသွားရအောင်နော်အဲ့တော့ CN can ဆိုတာဒီဆိုတော့မြမလိုကြက်လို့ရှင်တော့ဟာ9 ਦੀ လို့ကြက်ကြတယ်ကလေးဒါပေမဲ့စမတို့ဒီ can ကို3တာနဲ့9နဲ့ဆိုတော့အတိတ်ပဲထပ်ပိုတဲ့အသုံးလုံး3နဲ့ဘာကိုကြည့်မလဲစကြည့်မနံပါတ်1စွမ်းရည်ကိုစပြောပြီကျမတို့ဒီစွမ်းဆောင်ရည်ရှိရမလားလူတိုင်းလူတိုင်းမှာစွမ်းဆောင်ရည်ရှိဟာငါရည်ကူးတတ်တယ်နောက်ရှင်ငါတန်းနစ်စီရိုက်တတ်တယ် ။နောက်ရှင်ကစကားပြောရေးစွမ်းရည်ကျွမ်းကျင်တဲ့သူများထက်နောက်ရှင်ကဘောလုံးကန်နိုင်တယ်ငါဘောလုံးကန်တတ်တယ်ဒါမျိုးပြောတယ်။နိုင်တယ်တတ်တယ်ဘယ်လိုပဲပြောပြောကျွန်တော်တို့ဒီစွမ်းရည်ကိုပြောပြီးစွမ်းနဲ့ပါတော့ခံတော့ ability စွမ်းရည်လူတယောက်ရဲ့စွမ်းရည်ဟုတ်ပြီနော်။ဟာငါကိုကအာကာရာတေကျွမ်းတယ်ငါကိုကအတိုက်ကွန်ဒိုဆော့နိုင်တယ်ဒါမျိုးအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီစွမ်းရည်ကိုပြောတာနဲ့ပါတော့ခံတော့နံပါတ်1ကိုစကြည့်မယ် example လေးစပြောမယ်နော် ငါရေကူးတက်တယ်တချို့ကလည်းငါရေကူးနိုင်တယ်ဘလို့ပဲပြောပြောကျမတို့ဒီဘာကိုတော့ခံကိုတော့အဲ့တော့ငါဆိုတော့ဘလို့ရေးအာနိုင်တယ်ဆိုတော့ခံရေကူးနိုင်တယ်ဆိုတော့ swim ing တွေပေါင်းစရာလိုလားဘယ်တော့မှမထည့်ရဘူးเนาะရှင်ရန်မှာ verb 1ပဲလိုက်ရမယ်เนาะ verb 1ဆိုတာဒီ ing မပေါင်းတာရိုးရိုး base verb ကိုပြောတာအဲဒါကြောင့်မို့ ing ထည့်လို့မရဘူးသူ့ verb 2တွေ verb 3တွေပြောင်းလို့ရလားမရပါဘူးမရဘူး ဒါကြောင့်မို့ရိုးရိုးလေးပဲ I can swim အဲ့ဆိုငါကားတတ်တယ်ဆိုရင် I can dance I can dance ကားလာလူတိုင်းကားနိုင်လားကားနိုင်တယ်ကားနိုင်ဘူးကျွမ်းကျင်တဲ့လူမှကားနိုင်တာပါရမီရှိတဲ့လူမှကားနိုင်တာကားတာကိုစိတ်ဝင်စားတဲ့လူမှကားနိုင်တာဟုတ်လားအခုနံပါတ်2ဥမာဘာသာစကားဆိုမဘာသာစကားသုံးမျိုးပြောတတ်တယ်ဒါဆိုရင်သူမရဲ့ဘာလဲစွမ်းရည်ဒါကိုအုံနောက်ထည့်ထည့်မယ်နော်သူမဆိုတော့ she can စကားပြောတယ် speed 3 L A N G U A G E S ဒီနေရာမှာ3ဆိုတာဘယ်နှခုကိုပြောနေတာ3ခုဒါကြောင့်မို့ S ထည့်ပေးမယ်ပန်းတီ3လို့ဆိုရင်3 apples ဟုတ်လားပြီးွားလို့ရှိရင်စပိန်3စီးဆိုရင်3 bicycles ဒါမျိုးနောက်မှာ S ထည့်ပေးရတဲ့အရှိမအများကြီးဟုတ်လားအရင်အတွက်လိုက်နံပါတ်2ဖတ်ရအောင် အခွင့်အလန်းကိုပေါ်ပြအဲ့တော့အခွင့်အလန်းကိုပေါ်ပြရဲကျွန်တော် opportunity လို့ပြောမှာ opportunity ဆိုတာအခွင့်ရငါတို့ဘာလုပ်လို့ရမလဲငါတို့ဘာလုပ်လို့ဘာလုပ်နိုင်ပြင်ပြဘာလုပ်ရမလဲဒီဘက်ခါဘာလုပ်ရမလဲနောက်လာဘာလုပ်ရမလဲဒါမျိုးအခွင့်ရနောက်တစ်ခု possibility ဖြစ်နိုင်ခြေဒါတွေကိုပြောရင်ဘာနဲ့တော့နဲ့တော့ဘာနဲ့တော့ဒါဆိုရင်ငါတို့မနှက်ဖြန်ကမ်းခြေကိုသွားလို့ရတယ်။ရာသီဥတုအချိန်နဲ့ကောင်းတယ်။ငါတို့မနှက်ဖြန်ကမ်းခြေသွားလို့ရတယ်။ဒါဆိုရင် ကျမတို့ဒီသူဒီဘာကိုပြောတာ opportunity ဒါဆိုရင်ငါတို့ဆိုတော့ INT ရေးသွားသုံးလို့ရလားမရဘူးနော်အဲ့တော့ we can go to the beach tomorrow to the beach tomorrow ဒါပဲခက်လားမခက်ဘူးမခက်ဘူးလွယ်လွယ်လေးပဲဟုတ်လားမတုံးတတ်မှာဆိုတာစီရန်ကန်ကို နိုင်တယ်လို့ပဲအမြဲတမ်းသိနေမှာဆိုလို့နောက်နံပါတ်2ဖက် ဒီညမိုးရွာနိုင်တယ်ဒါဒီဘာလို့ပြောတာဖြစ်နိုင်ချေဖြစ်နိုင်ချေဟာဒီညမိုးရွာနိုင်တယ်မမိုးတွေကြည့်လိုက်အပေါ်မှာမဲတူးနာပဲဒါဆိုညတေချာပေါက်ရွာတော့မှာဒါဆိုတို့တွေဘယ်လိုပြောဖနာအေခန် it နဲ့သုံးရတယ်ရွာမဲ့လူမရှိဘူးဒါကြောင့်မို့ it can rain အာရီယာ rain ဒါ verb နေနဲ့သုံးထားတာနော်ဘယ်တော့လဲဒီညဒါဆိုရင်ဘယ်လိုရေးဖြစ်နိုင်လွယ်လေးပဲ ပြောတဲ့နေရာမှာဒါတွေအများကြီးသုံးဝင်တယ်နော်ဟုတ်လားကဲဒါဆိုရင်ပြောဒီညမိုးရနိုင်တယ်ဘယ်လိုပြောသဘောပေါက်မလား